ရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအေထင်းချုပ်မကြီးစင်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာ၍တာပေါင်းနဲ့ဆွေတောင်းရန်ကြားမှာထိတွေ့တိုက်ပွဲများရှိနေဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အာရခတက်တော်အေအေတိမ်မိုက်ထင်းချုပ်ထားတဲ့ရခိုင်နဲ့အေယာဝရီအဆက်ရှိမကြီးစင်နဲ့ဗောမီကန်ကျေဘက်ကိုစစ်ကောင်စီကတာပေါင်းကနေစစ်ကြောင်းထိုးလာနေ၍တာပေါင်းအနောက်ဘက်ခြမ်းနဲ့ဆွေတောင်းရန်မျိုးကြားမှာထိတွေ့တိုက်ပွဲများရှိနေကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရှိရပါတယ် ကွာမြို့နယ်ကိုတိမ်မှပြီးနောက်အေအေကအေအာဝတီတိုင်းစေတောင်ရံမြို့နယ်မကြီးစင်ရွာနယ်ဘောမီကန်ကြီတို့ကိုရခုနှစ်အစောပိုင်းမှာတိမ်မှထင်ချုပ်ခဲ့ပါတယ်။ဂျားထဲမှာတိုက်ပွဲမရှိဘဲငြိမ်သက်နေရကနေပီကန်ဒီနိုဝင်မာလာ20ရက်နေ့ကစပြီးလက်နက်ကြီးသံများကြားရပြီးရွှေတောင်ရံနယ်တာပေါင်းမြို့နယ်ချာမှာထိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်လို့တာပေါင်းမြို့ကန်သတင်းရင်းမြစ်တအူးကပြောပါတယ်။ တာပေါင်းနဲ့ရွှေတောင်ရံကြားမှာလက်နက်တန်ကြားရတဲ့ဒီနေ့ဆိုလေးရများရှိပါပြီ။တိုက်ပွဲတွေဖြစ်နေတဲ့လို့တော့ပြောကြတဲ့ဒီနေ့တော့လက်နက်တန်မကြားရသေးဘူး။စစ်ကောင်စီဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးတန်တွေပါတိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ဒီလိုပဲလှန်လန်းပြီးကြွားတွေကိုပြစ်ခတ်နေတာလို့ပြောပါတယ်။မကြီးစင်ရွှေတောင်ရံနဲ့တာမမြို့ချာရှိတဲဖြူကျင်းရွာဘမောင်အေအန်စစ်ကောင်စီတပ်တို့ကြားထိတွေ့တိုက်ပွဲများရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်များမှပြောပါတယ်။ တိုက်ပွဲများကြောင့်မချင်းစင်တာပေါင်းလမ်းမှာတွာလာ၍အဆင်မပြေကြောင်းနဲ့ရွှေတောင်ရံချောင်းသာတာပေါင်းလမ်းမှာတွာလာ၍နေနဲ့အဆင်ပြေတယ်လို့ဒေသခံမြို့ကန်တို့ကပြောပါတယ်။ပီကန်တီဂျပိုင်ကလက်နက်ကြီးတန်တွေကြားရတာတော့မှန်ပါတယ်။တွာလို့လာလို့တော့ကြားနေပါသေးတယ်။တိုက်ပွဲကရိုးတောင်နှံတွေမှာဖြစ်နေတာဆိုတော့မြို့တွေနဲ့နည်းနည်းတော့လှမ်းမှသေးတယ်။ဒါပေမဲ့တတိထားပြီးတော့တွာလာနေရတာပေါ့ဒေသခံပြည်သူတွေကတော့စိုးရိမ်တာပေါ့ဗျာစစ်ပွဲမရှိလေကောင်းလေပါပဲလို့ပြောပါတယ် အနာကတတော်အေးကအေယာဝတီနဲ့ရခိုင်အစံကွာငတန်းချောင်းလမ်းမော်စီစစ်ကောင်စီအမှတ်3လေးလေးအမြောက်တပ်ရင်းကိုထိုးစစ်ဆင်တိုက်ခိုင်းနေကြောင်းဒေသခံသတင်းရှင်းမြစ်များကပြောပါတယ် ။ကွာငတိုင်းချောင်းလန်းအေအေကထိုးစစ်များကိုရောကြစေရန်စစ်ကောင်စီကတာပေါင်းမျိုးကနေတဆင်ရွှေတောင်ရံမျိုးအနီးကဖြတ်၍အေအေထင်းချုပ်ထားတဲ့ဗောမီနဲ့မကြီးစင်ဘက်ကိုဝင်ရောက်ရန်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသတင်းရှိမြများကသုံးသပ်ကြပါသည်။မြေပြင်စစ်ကြောင်းများအားအထောက်အကူပြုစေရန်ကွာပင်လေရှိစစ်ကောင်စီတင်မောများမှရွှေတောင်ရံဘက်သို့ဆင်းလာပြီးလက်နက်ကြီးပစ်ခတ်မှုများဖြင့်စစ်ကူပေးနေကြောင်းသိရပါသည်။ အာရခတတောင်အေးကအေယာဝတီတိုင်းအပြင်ပဲခူးမကွေးတိုင်းတို့မှလည်းရခိုင်ပြည်နယ်ထိစပ်နေတဲ့နေရာများမှာစစ်ကောင်စီတရင်တပ်စခန်းများအားဒေသခံပြည်သူကကွေရဲတပ်ဖွဲ့များဖြင့်ပူးပေါင်းကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးဇန်ကုန်မျိုးလေကောင်စီကြောက်တရားရဲစခန်းကိုလက်ပြပုံပြတွင်တိုက်ခတ်မှုရဲစခန်းရှိရှိကင်းတဲ့အနီးကျရောက်ပေါက်ွဲဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်ဇန်ကုန်မျိုးလေကောင်စီကြောက်တရားရဲစခန်းကိုလက်ပြပုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရန်ရဲစခန်းရှိရှိကင်းတဲ့အနီးကျရောက်ပေါက်ွဲခဲ့ကြောင်း Operation Frame တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါသည် ယနေ့နိုဝင်ဘာလ25ရက်နေ့နံနက်အစောပိုင်းတနအိခန့်ကရန်ကုန်မြို့ကျောက်တရာမြို့နယ်စူးလျဖျားလက်မပေါ်ရှိကျောက်တရာရဲစခန်းကိုမြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ပုံးနှလုံးဖြင့်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းရှိကင်းနေအနီးကြားရောက်ပေါက်ခွဲခဲ့ကြောင်းသိရပါသည် ရပ်ပစ်ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှိကင်းထဲတွင်နာကြောင်ရပောက်ခွဲခဲ့တယ်။ကျွန်တော်တို့ဘက်ကပွဲပြီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့တာမို့နောက်ဆက်တွဲအခြေအနေမသိရဘူး။လူရှင်ပြည်လန်းရှင်းတဲ့အချိန်ကိုအချိန်ယူလို့ဆောင်ခဲ့တာပါ။မြို့ထဲကအဲ့ဒီစခန်းကိုလှုပ်ချင်လွန်းလွန်းအချိန်တလားလောက်ယူပြီးတည်တည်ချာချာလေ့ကျင့်ပြီးမှလှုပ်ခဲ့တာဖြစ်ပါတယ်လို့ Operation Frame သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်။ ရေစခန်းကအကြမ်းမတ်စစ်တမ်း၏အတူရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကလှုပ်ဆောင်လျက်ရှိသည့်အပြင်မိဘပြည်သူများကိုနှီးမျိုးဆောင်ဖြင့်မတရားဖန်ဆင်းနှိပ်စက်နေသည့်စခန်းတစ်ခုဖြစ်ကြောင်းဒါကြောင့် Operation Frame ပိုင်းရပါဝါအထူးစစ်စင်ရေးစည်ရေးပြမတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါစစ်စင်ရေးကို Operation Frame နှင့်အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကြီးမြင့်နိုင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လာတာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Operation Plain အနေဖြင့်အကြမ်းမတ်စစ်ကောင်စီကပြုလုပ်မည့်အထူးအရာရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ဘဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်သွဲ၍အကြမ်းမတ်စစ်တပ်ကိုအစင်မြေတက်ခတ်ချိန်မုံသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ဆလပင်ပေါင်းတည်မျိုးနဲ့မုတ်တိုင်ရဲစကံမှာအင်အားဖြည့်တင်းရန်ထွက်ခွာလာသည့်စစ်သားများလိုက်ပါလာသည့်ဖော်ကားကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဗမာထိခိုက်တင်ဆုံမှုရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည် ဘကိုးတိုင်းပေါင်းတီမျိုးနဲ့မုတ်တိုင်ရဲစခန်းမှာအင်အားဖြည့်တင်းရန်ထွက်ခွာလာသည့်အကြမ်းမဲ့စစ်သားများလိုက်ပါလာသည့်ဖော်ကားကိုမိုင်းဆွဲတိုက်ခိုက်ရန်စစ်တပ်ဗမာထိခိုက်တင်ဆုံမှုရှိကြောင်း363တည်တဲ့ရင်စစ်ထောင်လမ်းကြီးနဲ့တရင်ပြန်စာရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါတယ်နိုဝင်ဘာလ23ရက်နေ့ညနေ4:00နာရီခန့်မှာပေါင်းတီမျိုးနဲ့မုတ်တိုင်ရဲစခန်းမှာ ကြောက်ကြီးတော်စစ်တဲ့အထံစခန်းသို့အင်အားဖြည့်တင်းရန်ထွက်ခွာလာသည့်အင်အား30ခန်းမှဖော်ကားသည့်စီကုံကြောက်ကြီးတော်နှင့်အက္ခရွာချမောင်တော်လိုင်းရဲတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းမဲ့စစ်တပ်မှထိခိုက်ဒေဆုံမှုရှိပေမယ့်အရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းထိခိုက်ဒေဆုံမှုအရေးအတွက်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါသည်။ ပန်းတီမျိုးနဲ့အပိုင်းမုတ်နိုင်ရေစကန်ကနေကြောင်ကြီးတော်စိတ်ခွေထန်စကန်ကိုအင်အားဖြည့်တင်မှုထွက်ခွာလာတဲ့စိတ်ခွေ30ပါဖော်ကားကိုကျွန်တော်တို့တာလရင်တပ်ဖွဲ့တွေကကြောင်ကြီးတော်နဲ့အကရွာချမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်စစ်ခွေးတိကိုက်တည်ဆုံမှုကတော့အတိပြုနိုင်မှုဆက်လက်ဆုံးဆန်းနေပါတယ်။တည်ဆုံမှုကတော့ရှိနိုင်ပါတယ်လို့တုံးချတုံညာတင်စစ်ထောင်လက်ရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါတယ်။ အစိုးမတက္ကမှုကပြူဝ22ကိုကဲမှုအစီ3639သိတရင်တခွဲငါကလုံးဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်စစ်ရေးအစီအမြင့်တင်လာသည့်နေ့အမြောက်အကြမ်းစစ်သားများကိုနေရာမရွေးအချိန်မရွေးပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရဲဘော်ရှယ်တို့ကဆက်လက်ပြောဆိုပါတယ်ရှင်ဆလပင်မြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍အမေရိကန်ရောမြန်မာများအတွက် ပေးအပ်ထားသည့်ယာယီခေလုံးကွင် TPS ကို အမေရိကန်ဆိုရကရုပ်သိမ်းဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။မြန်မာနိုင်ငံအခြေအနေတိုးတက်လာရင်းအမေရိကန်ရောမြန်မာများအတွက်ပေးအပ်ထားသည့်ယာယီခွန်လုံကွင်း TPS ကအမေရိကန်ဆိုရကရုပ်သိမ်းလိုက်ကြောင်းအမေရိကန်ပြည်ထောင်စုအမိမြေလုံခြုံရေးဌာနကယနေ့မှကြေညာချက်ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာအထောက်အယံနဲ့တည်ငြိမ်ရေးမှာထူးခြားသည့်တိုးတက်မှုများရှိလာပြီဖြစ်ကြောင်းဒါကြောင့်အမေရိကန်ပြည်ထောင်စုမှမြန်မာအတွက် ယာယီအကာအကွယ်ပေးထားသည့်ခိုလုံကွင်းကိုရစင်းချောင်းရင်းရစံမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့စတင်အကျိုးတက်ရမည်ဖြစ်ကြောင်းသိရပါသည်မြန်မာနိုင်ငံ၏အခြေအနေမှာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရသို့ပြန်နိုင်လောက်အောင် တိုးတက်လာပြီးဖြစ်လာကြောင်းယာယီအကာအကွယ်ပေးထားသည့်အခြေအနေကိုအမေရိကန်ကရင်ဆဲလိုက်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားသည့်တိုးတက်မှုများရှိလာခဲ့ပြီးရင်းတို့မှာအရေးပေါ်အခြေအနေပြီးဆုံးခြင်းလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများအတွက်စီမံချက်များအောင်မြင်သည့်အပြည့်ခက်ရေးဆဲရေးတဘောတူညီချက်များနှင့်ပုံမကောင်းမွန်သည့်ဒေသန္တရအုပ်ချုပ်ရေးကြောင်းပြည်သူဝန်ဆောင်မှုပေးအပ်ခြင်းနှင့်အမျိုးသားပြည်လဲတင်းမြက်ရေးတို့တိုးတက်လာကြောင်းအမေရိကန်ဆိုရာကဆိုပါတယ် ထို့သောဆုံးဖြတ်လန့်ခြင်းမှာအမေရိကန်နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနမှမြန်မာနိုင်ငံ၏အခြေအနေများကိုပြန်လည်သုံးသပ်ခြင်းနှင့်နိုင်ငံသားရေးဝန်ကြီးဌာနနှင့်တိုင်ပင်ဆွေးနွေးခြင်းတို့အပေါ်အခြေခံထားကြောင်းမြန်မာနိုင်ငံသားများမှ နေရက်တို့ပေကင်းစွာပြန်နိုင်သည့်အခြေအနေတို့တိုးတက်လာပြီးဟုအမေရိကန်ဆိုရာကထုတ်ပြန်ကြေညာထားပါသည်ရှင်။ ဆက်လက်ပြီးဒီမော့ဆိုပေါ်လခဲနဲ့မိုးပြမြို့နယ်တို့မှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဒီမော့ဆိုပေါ်လခဲနဲ့မိုးပြမြို့နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံစီးရင်သတင်းရှင်းပြနေရဲဘော်အချို့ကပြောပါတယ်။နိုဝင်ဘာလ23ရက်နေ့ဒီမော်ဆိုမြို့နယ်အရှင်ချန်ကုန်းစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပြီးဗိုလ်ကဲမြို့နယ်မှာတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်နေတာလို့ဆိုပါတယ်။ငမြောင်းကတော့သူတို့တိုးလာတာမိုးပြက်ကတော့ပြောလို့အဆင်မပြေသေးဘူး။ ဖော်လက်ခဲကတော့စစ်ကြောင်းကိုဖျက်တိုက်တာစစ်မျက်နှာတိုင်းလူလူတော့ထိတွေ့မှုတွေရှိနေတယ်လို့ပြောရမယ်ပုံသူတို့စကားမတွေက PNO တွေနဲ့ပါစပြည်သူစင်အားနဲ့ထိုးနေတာလို့ KNC ရဲ့သတင်းစင်မြစ်ကပြောပါတယ်ဒီမဆုံမျိုးနဲ့တိုက်ပွဲအတွင်းမှာစစ်နှောင်းပစ္စည်းအချို့ရရှိပြီးစစ်တပ်ရဲ့ဗိုလ်အစစ်တေဆုံးမှုတွေရှိတယ်လို့မြေပြင်မှာရှိနေတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ငမြောင်ဘက်ကလေကြောင်းကနေနှစ်ကြိမ်တိုက်ခိုက်တယ်။သူတို့ထုံးစံသူတို့ခံရပြီးဗိုလ်အစစ်မှာကြပြီးဆိုလေကြောင်းကနေပါနေချာလို့သူကပြောပါတယ်။ ဒါအပြင်စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲဟာနှီးကပ်လာတာနဲ့တပြိုင်တည်းလေကြောင်းတိုက်ခတ်မှုတွေကရင်ပြည်နယ်မှာဆက်ဆက်ဆဲဖြစ်လာတယ်လို့စစ်ရဲသတင်းရှင်မြစ်ကပြောပါတယ်။ရွေးကောက်ပွဲကိစ္စအတွက်လေကြောင်းပို့သွင်းလုပ်ဖို့လှုံ့ဆော်တယ်လို့ကြားဖြတ်သိထားတယ်။နေရာတိုင်းလေကြောင်းကူးပြုဖို့လိုမယ်လို့လက်ကောက်ကတိုက်တွန်းပါတယ်။လက်ရှိဒီမော့ဆိုမြို့နယ်ရဲ့ဒီမော့ဆိုမိုးပြလမ်းမပေါ်ကကျေးရွာတွေနဲ့ဒီမော့ဆိုလိုင်ကော်လမ်းမအနီးကကျေးရွာဆွေရွာတက်မနေပြည်သူတွေစစ်ဆောင်နေရတယ်လို့သိရပါတယ်။ စစ်ကောင်စီကကင်းနေပြည်နယ်မဲဆဲဖားဆောင်နဲ့စားတော်မြို့နယ်ကလွဲလွန်းစံတမ်းမြို့နယ်တွေမှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားပြီးပြည်နယ်အတွင်းနဲ့ပြည်နယ်တခြားကလွိုင်းကော်ဒီမော့ဆိုပရိုဆိုပေါ်လက်ခဲနဲ့စန်းကင်းနီနယ်ဆဲဖဲခုံမြို့နယ်တွေမှာစစ်ကောင်စီကစစ်မျက်နှာငါးခုဖွင့်ပြီးထိုးစစ်ဆင်နေပါတယ်ရှင်။